ကျွန်တော်ရဲ့ချမိတ်ဆွေတန်ငယ်ချင်းများညီကိုမောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ ESM Basic Electronic Projects Channel ကနေပြန်လည်ကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ဒီကျွန်တော်တန်ငယ်ချင်းတွေကိုနော်အလွယ်ကူဆုံးနော်ဒီ3.7တခဲအာဒွန်းဆက်လေးပြုတ်လို့ပြသွားမှာဖြစ်ပါတယ်ဗျာနော်ခေါင်းစဉ်လေးကိုတော့ကျွန်တော်က ECS 3.7 volt battery charger လို့နော်ခေါင်းစဉ်ပေးထားပါတယ်ကဲဒါကျွန်တော်တကယ်ရင်ဗီဒီယိုလေးကြည့်ပြီးတော့လူတိုင်းနော် ဘာနာပါတဲ့သူတိုင်းဒီ3.7ဒီလီသီယမ်ဓာတ်ခဲလေးတွေကိုယ်တိုင်အသွင်းလို့ရမှာဖြစ်ပါတယ်เนาะဖုန်းအက်ဒက်တာလေးသုံးပြီးတော့ကျွန်တော်တို့ပစ္စည်းရလည်းအဲအနည်းငယ်လေးနဲ့ကျွန်တော်ပြုလုပ်ပြသွားမှာဖြစ်ပါတယ်ဗျာเนาะကဲကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးတွေလုပ်ပြီးတော့အားပေးလို့ရပါတယ်เนาะအဲ့ကြလိုအပ်တဲ့ပစ္စည်းလေးတွေက ကျွန်တော်ဒီကြုံတော့ပေါ့เนาะကြုံတော့ကိုကျွန်တော်ကဒီ LED လေးတွေရောပါလေတိုင်ပြမှာပေါ့เนาะ ါအဲ့လေးဒီအစိမ်းရောင်လေးရဲ့အနီရောင်လေးရဲ့နှလုံးသုံးပါမယ်နော်ဒါဆိုရင်ကောင်းပါတယ်လင်းလို့ရှိရင်ဒါအနီရောင်ဘရုတ်ဘက်ကအပေါင်းပေါ့နော်ပြောင်းမြန်တိုင်ရင်မလင်းဘူးပေါ့နော်ဒါဆိုမလင်းဘူးပြောင်းမြန်ပြန်တိုင်ကြည့်မယ်အဲ့ဒါဆိုလင်းပြီပေါ့နော်အဲ့ဆိုအနီရောင်ဘရုတ်ဘက်ကအပေါင်းအနက်ရောင်ဘရုတ်ဘက်ကအနှုတ်ပေါ့ဗျာနော် ပြီးရင်ကျွန်တော်ဗာလေးဆက်ပြီးတော့တိုင်းကြည့်အောင်လဲဆိုတော့ဒါတိုင်းအိုဘုတိုင်းအိုလေးပါเนาะ 1N4007 ပေါ့เนาะကတိုင်းအိုလေးကိုဒါအဖြူရက်ပါတဲ့ဘက်ကိုအ내ရောင်ပြုတ်ထားပြီးတော့တိုင်းရင်ဒီမှာကိန်းကနား400ပေါ့ပြောင်းမြန်တိုင်းရင်ကိန်းကနားမပြဘူးပေါ့เนาะအဲဒါဆိုရင်အဖြူရက်ပါတဲ့ဘက်ကအနှုတ်ပေါ့เนาะဒါဆိုရင်တိုင်းအိုလေးလည်းကောင်းပါတယ်နောက်တစ်ခါကျွန်တော် resistor လေးပေါ့เนาะဒါ1 kilo ohm လေးပေါ့เนาะအမတန်ဘိုးကဘယ်လောက်မှမသိဘူးဆိုရင်ဒီမှာ ကျွန်တော်2 kilo ohm range လောက်ကိုထားလိုက်ပေါ့ဗျာနော်ထားလိုက်ရင်ဒီမှာ980ကျော်ဆိုတော့နော်ဒါ1000 1000ပေါ့နော်1000ဆိုတော့1 kilo ohm ပေါ့နော်ဆိုပစ္စည်းလေးကဒီ၄မျိုးပဲလိုတာပါနော်အင်မတန်ရိုးရှင်းလွယ်ကူပါတယ်ဗျာနော်ကျွန်တော်တကယ်ချင်းနေဝါနာပါရင်ကိုယ်တိုင်အာသွင်းစက်လေးလောက်ကြည့်လို့ရပါတယ်ဒါကျွန်တော်အရင်ဆုံးဒီ circuit ဆင်ရတာလွယ်အောင်လို့ဒီ LED ခြေထောက်လေးတွေကိုကြွေးလိုက်မယ်နော်ဟိုဘက်ဒီဘက်ကြွေးလိုက်တာပေါ့နော် အဲဆရာလေးနှစ်ခုအဲ့တိုင်းကွေးမယ်ပြီးရင်ကျွန်တော်တို့ LED ရဲ့ end node ဘက်ပေါ့နော်အပေါင်းဘက်ကိုအပေါ်ကိုထပ်ကွေးလိုက်မယ်ဗျနော်အဲဒီတန်းလေးပေါ့နော်ဒါအပေါင်းဘက်ကအပေါ်ကိုနှစ်ဆင့်ကွေးလိုက်တာပေါ့နောက်တစ်ခါအစိမ်းရောင်မီဒီယိုလည်းအဲ့ဒီပုံစံလေးအတိုင်းပဲကွေးမယ်အနက်ရောင်လည်းကွေးမယ်အဲအော်ပေါ့အနှုတ်ဘက်ကိုလည်းအနှုတ်ဘက်လည်းကွေးမယ်အပေါင်းဘက်လည်းကွေးမယ်ပေါ့နော်အဲ့လိုလေးကွေးပြီးရင်အပေါင်းဘက်ကိုခုနကလိုပဲ အပေါ်တခါတဆင့်ထက်ကိုေးမှာပေါ့နော်အဲဒီတန်းလေးပေါ့ဗျာနော်အဲဆိုရင်ဒါပုံစံတူလေးဖြစ်သွားပြီနော်ပုံစံတူလေးဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ခက်တူအောင်ဗျာနော်ခက်တူအောင်ကတော့ဒီလိုညှက်ကလေးနဲ့ညှက်ပြီးတော့ခက်တူအောင်ပို့ပြီးတော့အဆင်ပြေတယ်ဗျာနော် အောက်ဒီတန်းချတူအောင်နဲ့ဆိုင်ပေါ့နော်ဒီဒီမှာကျွန်တော်တို့ရှင်းနေတဲ့ချက်တော်လေးတွေကိုနည်းနည်းအနည်းငယ်သေးဖြတ်လိုက်ပါမယ်ဗျာနော်ဒါကအနဲ့ရောင် အဲကျွန်တော်လည်းမှားမှားပြောနေနော်အနှုတ်အနှုတ်ပဲပေါ့နော်အဲဒီဒီရဲ့ကက်တုပ်ပဲပေါ့နော်အနှုတ်နှစ်ခုကိုကျွန်တော်တို့ရှင်းနေလို့ဖြတ်ပြီးတော့ဒါအနှုတ်နှစ်ခုကိုဆက်มาဖြစ်ပါတယ်နော် LED ရဲ့အနှုတ်အဲဒီပုံစံလေးဆက်လိုက်มาဖြစ်ပါတယ်ခဲ့နော်အဲ့လိုလေးဆက်လိုက်ပြီး ဆက်ပြီးရင်နောက်တစ်ခါကျွန်တော်တို့ဒိုင်းအုပ်လေးတက်မယ်ဗျာနောက်ခုနက 1N4007 ဒိုင်းအုပ်လေးတက်ပါမယ်ဒိုင်းအုပ်ကိုတော့ကျွန်တော်ဘယ်လိုတက်မလဲဆိုတော့ဒီအဖြူရက်ပါတဲ့ဘက်ကိုအစိမ့်ထားမယ်အဖြူရက်မပါတဲ့ဘက်က အနီရောင်အနီရောင် LED ဘက်ပေါ့နော်တနည်းအားဖြင့်ကျွန်တော်တို့ဒီကက်တော့ကို အစိမ်းရောင် LED ပဲထားမယ်အဲ့နှုတ်ကိုအနီရောင် LED ပဲကိုထားပြီးတော့ဒါခုပုံစံလေးတိုင်းမယ်ခက်တို့မှာဖြစ်ပါလေဗျာနော်ဒိုင်အိုအပေါင်း LED အနီရောင်အပေါင်းပေါ့ဗျာနော်အလွယ်ပြောရင်တော့နောက်တစ်ခါကျွန်တော်တို့ဒီအစိမ်းရောင် LED တွေပေါ့နော်အစိမ်းရောင် LED ကျတော့ LED အပေါင်းနဲ့ဒိုင်အိုရဲ့ကက်တုတ်ပေါ့နော်ဒိုင်အိုအနှုတ်ပေါ့နော်ပြီးရင်တော့ကျွန်တော်တို့ရှင်းနေတဲ့ခြေောက်လေးတွေဖြတ်လိုက်ပါတယ်နော်ကဲအားလေးပြီးရင်ကျွန်တော်တို့ဘာပဲကြံတော့လဲဆိုရင်ခုနက1 kg ohm resistor လေးတစ်လုံးပဲကြံတော့တယ်เนาะ အဲ့ဒီ resistor လေးကကျွန်တော်တို့ဘယ်လိုသွားတက်မလဲဆိုတော့ခဏကဒီအစိမ်းရောင်နဲ့အနီရောင် LED နှစ်ခုရဲ့เนาะနှုတ်နှစ်ခုပေါ့เนาะကက်တော့နှစ်ခုစုံတဲ့နေရာပေါ့เนาะအဲ့ဒီနေရာကိုဒါ1 kg only ခဲတိုးလိုက်မှာဖြစ်ပါတယ်ဒါဆိုရသွားပြီเนาะဒါဆက်ကက်ကအင်မတန်မှเนาะဒါဒါတဲ့ ရိုးရှင်းလွယ်ကူတဲ့เนาะချာချာကတော့မရှိတော့ပါဘူးเนาะဒါအလွယ်ကူဆုံးချာချာဖြစ်ပါတယ်ဗျာเนาะကြပြီးရင်ကျွန်တော် resistor လေးလဲခဲလေးကြွေးထားမယ်ပြီးရင်ကျွန်တော်တို့ဒီဓာခဲကိုတော့ဓာခဲအိမ်ရှိရင်တော့ဓာခဲအိမ်လေးနဲ့ပို့ပြီးတော့အဖြုတ်တက်လို့လို့လွယ်တာပေါ့เนาะဒါကကျွန်တော်တို့ USB အသွင်ဂျူလေးပေါ့เนาะဒီမှာအနီးရောင် အပေါင်းဘက်က ကျွန်တော်တို့ဒိုင်အုပ်ရဲ့ အဖြူရဲ့မပါတဲ့ဘက်ပေါ့နော်အဲ့နှုတ်ဘက်ကိုဆက်တာဖြစ်ပါတယ် now USB Julie ရဲ့ကျွန်တော်တို့အနဲ့ရောင်အနှုတ်ကျိုးကတော့ဒါ1 kilo ohm resistor လေးနဲ့ဆက်လိုက်တာဖြစ်ပါတယ်နော်အဲ့ဆိုချာချာဘက်ကပြီးသွားပြီဆိုတော့ကျွန်တော်ကဒီမှာဓာတ်ခဲအိမ်ကွန်လေးမရှိလို့เนาะဒီမှာကျွန်တော်ကဒီဝါယာလေးနဲ့ပဲခဲတုပ်ပြီးတော့အသွင်ပြမှာဖြစ်ပါတယ်เนาะကျွန်တော်တငယ်ချင်းနေ ဒီအဆင်ပြေပြေပေါ့နော်အဖြုတ်တက်လွယ်ခြင်းလို့ရှိရင်ဒီတခဲအိမ်အိမ်ကွန်လေးတဲ့ပေါ့နော်အိမ်ကွန်လေးတဲ့ထက်ပြီးတော့အသုံးပြုတာပို့ပြီးတော့အဆင်ပြေပါတယ်ဒါကတော့ကျွန်တော်ကနမူနာအနေနဲ့နော်ဒီအိမ်ကွန်လည်းမရှိလို့ကျွန်တော်ကဒီတခဲကိုခဲလေးတို့ပြီးတော့ပဲအသွင်းပြမှာဖြစ်ပါတယ်နော်ကဒါအပေါင်းနော်အပေါင်းကအနီအောင်ကျိုးလေးပါတခဲအနှုတ်ကဒီမှာခဲအောင်ကျိုးလေးပါနော်ကဲအဲ့ဒါလေးကိုခုနကစက်ကက်နဲ့သွားပြီးတော့ချိုင်းမယ်ဗျနော် ကဲ join မုံ join နီးကတော့ကျွန်တော်တို့ဒီတခက်ရဲ့အပေါင်းပေါ့နော်တခက်ရဲ့အပေါင်းပဲအနီအောင်ကျိုးလေးကိုကျွန်တော်တို့ဒီဒိုင်အုပ်ရဲ့အဖြူရက်ပါတဲ့ပဲပေါ့နော်အဖြူရက်ပါတဲ့ပဲကက်တုတ်နော်ဖြူရက်ပါတဲ့ပဲကက်တုတ်နဲ့နော်တခက်ရဲ့အပေါင်းနဲ့ဆက်တာဖြစ်ပါတယ်နောက်တစ်ခါဒီတခက်ရဲ့အနှုတ်ကျိုးကိုတော့ခဏကဒီ1ကီလိုအုံနေရာလေးကိုပဲထပ်ပြီးတော့ဆက်လိုက်ရင်ဒါဆိုရင်ဒါအသွင်းလို့ရပါပြီနော် အိမ်ကုန်လေးမရှိလို့ဗျာနော်အိမ်ဒီတခက်ထက်တဲ့အိမ်ကုန်လေးရှိရင်တော့ပို့ပြီးတော့လှက်လှက်ပါပါလေးနဲ့ရတာပေါ့ဗျာနော်ဒါကတော့ကျွန်တော်ကဒါနမူနာလုပ်ပြတာဖြစ်ပါတယ်နော်ဒါကကျွန်တော်ဖုံးချာချာလေးပါဗျာနော်ဖုံးချာချာလေးတက်လိုက်ပြီးကျွန်တော်ပလက်ကောင်းတက်ပြီးပြီးကခလုတ်ဖွင့်ခြင်းမနော်အခလုတ်ဖွင့်လိုက်တာနဲ့ဒါအာသွင်းပါပြီဗျာနော်အနီရောင်မီးသီးလေးလင်းရင်ဒါအာသွင်းနေပါပြီအာသွင်းပြီးတော့သူကအာပြည့်ရင်တော့အနီရောင်မီးသီးလေးကမှိတ်ပြီးတော့အစိမ်းရောင်လေးလင်းလာမှာပေါ့နော် ခုကကျွန်တော်စပြီးတော့အာသွင်းထားပါပြီအာသွင်းတာကတော့နည်းနည်းတော့ကျွန်တော်တို့ဒီ dial က 1MBR အတိုင်းအုပ်ဆိုတော့နည်းနည်းတော့ကြာမယ်ဗျာနော်ဒါ 1MBR နဲ့အာသွင်းနေတာဖြစ်ပါတယ်ဒါအနည်းအောင်မီးသီးလေးလေးနေတာအာသွင်းနေအောင်နော်ကပြည့်သွားပြီရနော်အပြည့်သွားပြီကျွန်တော်ကဂျားတွေကချက်ချင်းလုံးနေတဲ့အပိုင်းတွေကိုတော့ကျွန်တော်ဗီဒီယိုမရှိအောင်လို့ပေါ့နော်ဗီဒီယိုမရှိအောင်လို့ကျွန်တော်ဖြတ်ပြလိုက်ပြီအဆင်ပြေပါတယ်နော် ကဲအပြည့်သွားပြီဆိုတော့ကျွန်တော်တခဲလေးကိုပိုလေးတစ်ချက်တိုင်ကြည့်ပါဦးမယ်နော်တိုင်ကြည့်တဲ့အခါမှာဒီမှာ4 point 4 point 02ပေါ့နော်4 point 02ဆိုတော့ဒါအပြည့်ပြီပေါ့ဗျာနော်သူက3.7တခဲဆိုတော့ကဲကျွန်တော်ချက်မိတ်ဆွေတန်ငယ်ချင်းနေအားလုံးနော်အဆင်ပြေကြပါစေခင်ဗျာအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ